ီနေ့တင်ဆက်ပေးမယ့်ဇလန်လေးကတော့ D Ray ဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်။ဇလန်ရဲ့အဆမှာမင်းသားအလုပ်သမားတွေပေါ်ခေါင်းမုံဖြတ်တဲ့ဆောက်လုပ်ရေးထဲမှာလုံနေသူဖြစ်ပါတယ်။ဗမာမသိတဲ့ကိစ္စကြောင့်လုပ်ငန်းဝင်တွေကိုရှေးပါလို့ရဲကားရောက်ချလာခဲ့ပါတယ်။ဗမာတန်ညာတန်လုပ်သမားတွေကိုရာဘာဂျီတန်တွေနဲ့စော်ပါတော့တယ်။မင်းသားလည်းဗမာမတက်နိုင်မဲ့စော်ခံလိုက်ရပါတယ်။မင်းသားမှာချစ်စရာကောင်းတဲ့တမီးလေးနဲ့နားလည်မှုပေးတဲ့ဇနီးလေးရှိပါတယ်။အလုံးမှာစင်ပြေကြောင်းနဲ့မနေ့ကအလုပ်ပြောင်းဖို့ပြောနေခဲ့ပါတယ်။ မင်းသားရေချိုးနေချင်းဘယ်ကမှမသိတဲ့မျက်နှာဖုံးတဲ့လူတစ်ယောက်ရောက်လာပြီးဇနီးဖြစ်သူကိုရှော့လိုက်ပါတယ်။ရေချိုးပြီးစင်လာတဲ့မင်းသားကိုလည်းမိအောင်လုပ်ခဲ့ပါတယ်။မင်းသားရဲ့သတိရလာချိန်မှာတော့ရဲတွေရောက်လာပြီးအရာအလုံးကဆောက်လွဲတွေဖြစ်နေခဲ့ပါပြီ။ဘာလို့လဲဆိုတော့သူ့လက်ထဲမှာဓာတ်လက်နဲ့သွေးတွေရှိနေတာကြောင့်ပါ။ဒီလိုနဲ့ချော်လာကြခဲ့ပြီးခရစ်စမတ်နေ့မှာကျမ်းမာတယ်ဆိုတဲ့လူတွေစုနေတဲ့ထောင်ကိုပြောင်းခဲ့ရပါတယ်။မင်းသားဟာတစ်ချိန်ကအမြန်ကမောင်းသူတူလေးဖြစ်ပါတယ်။ နေလေသာသားချိန်မှာတန်းစီကရုံရောက်လာပြီးမင်းကမတဲငောင်ကိုမိမကိုတက်တဲ့သူဆိုပြီးဖျဲပါတော့တယ်။ဒီမကန်နေတော့တဲ့အဆုံးကရုံကိုအမောက်သိလိုက်ပါတယ်။မင်းသားလေးပထမဆုံးရက်မှနေထောင်မကြီးနဲ့စကားပြောလိုက်ရပါလေ။သူသက်တာမှုကြောင့်နဲ့အမှန်တရားကိုပြောပြခွင့်မရကြောင်းဆိုပါတယ်။ထောင်ပိုင်းကလည်းမင်းလုံးမြောက်ချင်တဲ့သူသူတို့နဲ့လက်တွဲဖို့ပြောလိုက်ပါတယ်။ဒီထောင်မှာဂိုင်းပြိုင်ပွဲတစ်ခုရှိနေကြောင်းနဲ့ပြိုင်ပွဲကိုသုံးရက်ရှင်ပြန်ရမှာဖြစ်ကြောင်းပြိုင်ပွဲမှာကြမ်းလုံးလို့တစ်ချက်မားတာနဲ့ရှင်းမယ်ဆိုတာပါပြောခဲ့ပါတယ်။ ်မင်းသားလည်းနောက်ဆုံးမျှော်လင့်ချက်မှုလက်ခံလိုက်ရပါတယ်။နောက်တစ်ခါမှာတော့သူနဲ့ရှင်ပြန်ရမယ့်သူတွေက yesterday သူတွေဖြစ်ကြောင်းကိုဖက်တီနဲ့ဆန်ဂျီတို့ကပြောပြချာပါတယ်။အဲ့ဒီအချိန်မှာပဲထောင်ထဲကိုချုပ်ကားစည်းဝင်လာခဲ့ပါတယ်။အချုပ်ကားထဲကဆင်းလာတဲ့သူတွေကတယောက်ရဲ့လက်မှာ GPS တက်ခံထားရတာကိုမြင်လိုက်ပါတယ်။သူတို့ကကားပြင်ပမှာသေးသေးလေးလို့တဲ့သူတွေဖြစ်ကြောင်းနဲ့ပင်လေတဲ့ကိုရေကူးပြီးပြေးခဲ့လို့လက်မှာ GPS တက်ခံထားရကြောင်းပြောပြပါရတယ် ဒီချိန်မှာပဲမင်းသားကသူ့မိမအသက်ခံရပြီးသူသတိမလစ်ခင်လူသက်သမားရဲ့လက်မှာ GPS တက်ထားတာကိုမှတ်မိသွားပါတယ်။ဒီလိုနဲ့ပြိုင်ပွဲစမ်းမရက်ကိုရောက်လာခဲ့ပါတယ်။ကားတစ်စီးတိုင်းမှာကြံမေးတယောက်စီပါထည့်ပေးထားပြီးမင်းသားရဲ့ကားမှာတော့ shocky လေးတကွေပါ။ပြိုင်ပွဲကကားမောင်းတာဖြစ်လို့မပြောပြတော့ပါဘူး။ပြိုင်ပွဲရဲ့ပထမရက် BBJ မှာပဲထောင်ပါကြီးစီကိုသွားပြီးသူ့မိမကိုတက်တဲ့သူဒီထောင်မှာရှိနေကြောင်းပြောပြပါတယ်။သူတို့ကိုရည်ရွယ်မပြီးရင်ပြိုင်ပွဲကိုဆက်မပြန်နိုင်ကြောင်းပြောလိုက်ပါတယ်။ ။ထောင်မန်ကလည်းပြိုင်ပွဲကိုပြောချင်စွာဆက်ပြိုင်ဖို့နဲ့မပြိုင်ရင်မင်းရဲ့သမီးကသူ့ရဲ့လက်ထဲမှာရှိနေကြောင်းပြောပါရတယ်။မင်းသားလည်းဘာမှမတတ်နိုင်တော့ပဲလက်ခံလိုက်ရပါတယ်။ပြိုင်ပွဲဒုတိယနေ့မှာတော့ပြိုင်ပွဲမင်း6ဦးသာကျန်ပါတော့တယ်။ဒီနေ့မှာပဲသူမင်းမကိုလွတ်ကျွတဲ့ကောင်ကိုပြိုင်ပွဲမှာလက်စားချေဖို့ဆုံးဖြတ်ထားပါတယ်။ဒီလိုနဲ့ရန်သူကလည်းကျုံမာတဲ့ဒီလက်တွေကိုသွန်ပြီးမင်းသားကိုလှုပ်ချင်ပါတော့တယ်။ဒါပေမဲ့လည်းကောင်းမောင်းကျွန်းကျင်ပြီးမင်းသားဟာမင်းသားပဲမို့လူစုလည်းမလကီရသွားပါတော့တယ်။ဒုတိယနေ့မှာနိုင်ရချက်ရှိသူနှစ်ဦးကတော့မင်းသားနဲ့ငမဲကောင်တို့ပဲဖြစ်ပါတယ်။ နောက်တနေ့ညနေမှာတော့ထောင်သားတွေကိုစုပြီးထောင်ပိုင်ကမေခွန်းပြောပါတယ်။နိုင်ရသူကိုအေးအေးဆေးနဲ့လှုပ်ပေးပြီးလက်မထိုးပေးပြီးဖြစ်ကြောင်းကိုပါပြောပါတယ်။ဒါပေမဲ့မင်းသားကမယုံကြည်ခဲ့ပါဘူး။ကြံပွဲတွေကနေအပြေထွက်နိုင်ဖို့ပဲစီစဉ်ဆွဲခဲ့ပါတယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့လှုပ်ရှားမှုတွေကိုပေါက်ကြားမှဆိုးလို့ပဲဖြစ်ပါတယ်။ပြိုင်ပွဲကညမှာစခဲ့ပါတယ်။ငမဲနဲ့မင်းသားတို့ကပြိုင်ပွဲလမ်းမှာကတ်သက်ထားတဲ့စင်းမင်းကိုဖြတ်ပြီးပြင်ပလမ်းကြောင်းပေါ်တက်ခဲ့ပါတယ်။သူတို့ကအတူတူလွတ်မြောက်ဖို့စီစဉ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ထောင်ပိုင်းနဲ့အင်အားသုံးပြီးလိုက်ဖမ်းသည့်နေကြချိန်မှာငမဲကောင်နဲ့လမ်းကြောင်းခွဲလိုက်ပါတယ်။မင်းသားကိုအမိဖမ်းမှုရေးကြီးတာမှုထောင်ပိုင်းနဲ့မင်းသားနောက်ကိုပဲလိုက်ခိုင်းခဲ့ပါတယ်။ဒီချိန်မှာပဲဘေးကရှော့ကီလေးကမင်းသားကိုကားပေါ်ကခုန်ချပြီးကြံခဲ့ဖို့နဲ့သူကလွတ်ဖို့တေချာတဲ့အကြောင်းရှိနေကြောင်းပြောပါတယ်။ဒီလိုနဲ့6လကြာခဲ့ပြီးမက္ကဆီကိုမြို့တနေရာမှာမင်းသားနဲ့ငမဲကောင်တို့ကားပြင်နေချိန်သူတို့စီအမြန်မောင်းဝင်လာတဲ့ကားတစ်စီးကိုတွေ့ရပါတယ်။ကားပေါ်ကဆင်းလာသူကသူတို့ကိုကယ်ခဲ့တဲ့ရှော့ကီလေးဖြစ်နေခဲ့ပါတယ်။ မင်းသားလေးရှော်ဂီလေးကိုတမီးလေးရဲ့မိခင်ဖြစ်နေပေးဖို့တော်ဂီကိုစော်ဂျီလောက်အောင်ဖော်ပြီးဇလန်လေးလေးပြီးဆုံးသွားပါတော့တယ်။နားစင်ပေးသူကြောက်ချင်းတွေကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။